ကိုတရားလိုချင်ရတဲ့ဟိဝင်ရန်ကိုပါတကြံတချင်းနဲ့အတူတူကခိုင်းခဲ့တာကြောင့်ပြည်သက်တွေကသဘောကျနေရတဲ့ဆွေပြေတစင်းနဲ့ဟိဝင်ရန်မင်္ဂလာပါပရိသတ်ကြီးရေငယ်စင်းဆုံးတွဲလေးဆိုပြီးတော့ပရိသတ်တွေက ship နေကြတယ်ဟိဝရန်နဲ့ဆူပြေသင်းတို့ဆုံးတွဲကတော့အနုပညာလောကတွေကိုစဝင်လာစားအချိန်ကလေးကအတဲညင်ကြီးရှိခဲ့တာကြောင့်ပရိသတ်တွေရဲ့သဘောတူခြင်းကိုခံနေရလာလေဖြစ်ပါတယ် နှစ်ယောက်စလုံးကအနုပညာလမ်းကြောင်းပေါ်မှာအထိုက်လျောက်အောင်မြင်နေကြတဲ့ဆိုပေမယ့်ဒီနေ့ဒီချိန်ရက်ထိအိမ်တော်မပြုတ်ကြသေးတာကြောင့်ပြည်သက်တွေကသူတို့နှစ်ယောက်ကိုလိုက်ဖက်တယ်ဆိုပြီးတော့အမြန်လက်ထက်ကြဖို့တိုက်တွန်းနေတာလည်းဖြစ်ပါတယ်။ငယ်စဉ်ဆုံးထွဲလေးအနေနဲ့ပြိသက်တွေကသဘောကျခဲ့ရတဲ့ဟင်းဝီရန်နဲ့ဆိုပြေသင်းတို့ဆုံးထွဲလေးကတော့ပြီးခဲ့တဲ့ရက်ကကျင်းပပြုလုပ်ခဲ့တဲ့မန်းရွှေလီစိန်ရွှေရန်နာဆိုင်ရဲ့ပွဲခန်းနာတစ်ခုကိုနှစ်ယောက်တူတူတက်ရောက်လာခဲ့တာဖြစ်ပြီးအဆိုပါခန်းနာမှာတကြံတချင်းလေးနဲ့အတူတူကားပြခဲ့တာပဲဖြစ်ပါတယ်။ ဟင်ဝရန်ကတော့အမျိုးသားတယောက်ဖြစ်တာကြောင့်တကြံတချင်းနဲ့ကောင်းကောင်းမွန်မွန်မကတတ်ပေမယ့်ဆိုပြေကအရှိကနေကပြပေးပြီးဟင်ဝရန်ကိုပါလိုက်ကစေတာကြောင့်ချက်စရာဆုံးထွဲလေးအနေနဲ့ပရိသတ်တွေကမြင်တွေ့ခွင့်ရခဲ့ကြတာလည်းဖြစ်ပါတယ်။ငယ်စဉ်ဆုံးထွဲလေးကိုချက်ကြတဲ့ပရိသတ်တွေရဲ့အတွက်ချက်စရာဗီဒီယိုလေးကိုလည်းအခုလိုဖော်ပြတင်ဆက်ပေးလိုက်ပါရရှင်။